အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ channel ရလည်းလက်ဆက်ဆက်သီးရော်တွေခုပြီးတော့အများရင်ကြိုက်တဲ့ခင်ခင်တင်ပစ်ချက်လေးရဲ့ဝတ်သားလေးကိုနူးအင်းအောင်ကြော်ပြီးတော့ညညစာလေးကိုဖွဲ့ရလေးစပါမယ်ရှင်ကဲဒီနေ့ကတော့ဈေးဖို့အရင်မကုန်ပဲနဲ့ channel မှာရှိတဲ့အရွယ်လေးတွေနဲ့ထမင်းစားမယ့်အောင်ချက်မှာပေါ့နော်။ညာအရင်ဆုံးမြိုင်ကန်အရင်ကြိုက်တဲ့ခရမ်းညင်တင်ကပြည့်တဲ့ချက်မလို့။ဘလောက်ချက်ချက်အမေးလိုက်ရတော့မမေ့ဘူး။ ။မြိုင်တော့လေခင်းကျင်တင်ငပြီးချက်ချက်ပြီးဆိုလို့ရှိရင်စက်တော်နေလေးပပလေးရဲခင်းကျင်တင်လေးလည်းလိပေးပြီးတော့သူကလေးလေးနဲ့လေးချက်ကြတာဆိုတော့လေငပီလေးနဲ့နနွင်းလေးနဲ့ထည့်ပြီးတော့ဣရဲထေကိုလုံးပြီးတော့ချက်ပြီးရတာပေါ့နော်။တကယ်လို့လေကိုကအဆက်ကိုအရင်ကြိုက်တယ်ဆိုလို့ရှိရင်ငူသီးခွဲချမ်းကိုထည့်ပြီးဒီနေရာမှာတခါရဲစစ်တက်ပြီးချက်လို့ရရယ်နော်။ညာရင်ကျတော့ငူသီးအစိမ့်သုံးမှဆိုတော့လေဒီနေရာမှာထည့်လိုက်ပြီးဆိုလို့ရှိရင်နုံသွားမှဆိုလို့ရေပွက်ပြီးတော့မှထည့်တာပေါ့နော်။ခင်းချင်းတင်ငပီချက်ကကြတော့လေကိုကအနံ့မွေးရလဲကြိုက်တယ်နနေပင်လဲစားရဲဆိုလို့ရှိရင်နနေပင်လေးထည့်ပြီးပို့မှုရယ်နော်။ တကယ်လို့နည်းနည်းပဲမရှိဘူးဆိုလို့ရှိရင်ပင်စိမ်းလေးတွေတို့ရုံနဲ့တူရွက်လေးထည့်ပေးလို့ရှိရင်လည်းအနံလေးမှုေးပြီးတော့ပူစားကောင်းတယ်နော်ခန်းကင်းသေးရီလာပြီဆိုတော့မှမြဲတော့ရေဆွက်ပေးတာနည်းနည်းပင်ကတော့မြေတွေကျက်ပြီးဝါနေပြီတော့ရှင်မချုပ်လား လိုင်းတင်ငပြီချက်ကလေးရေရလဲကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုတော့မြိုင်တို့တွေမြို့သူစိတ်လေးထက်ပြီးတယ်။နာမည်အားကြောင့်လေးမြိုင်တို့ဆိုင်စင်းလေးနေကျင်လာဆိုတော့ဒီအိုးချကန်နေတဲ့အောင်မှာပဲနာမည်လေးကိုထည့်ပြီးတာပေါ့နော်။ မင်းကလေဝတ်သားကိုကြော်ပြီးတော့ဆက်လက်ရက်လေးနဲ့စားချင်တာဆိုတော့လေမနက်ကဝတ်သားကိုဝေထားလိုက်ပြီးတော့ပဲခန့်ပြားရေးနဲ့စိမ့်ပြီးတော့နှက်ထားလိုက်တာလေအာညနေကျတော့ထူရပောင်းလေးဆိုပြီးတော့ညစာတော့ကိုပြင်လိုက်တာဝတ်သားကိုကြော်တဲ့အခါမှာလေနည်းလို့မကတ်အိုးသုံးတာဆိုတော့လေဈေးကိုအများကြီးမသုံးတော့ပဲနဲ့ဒီဈေးကိုပါလိထဲတာပေါ့နော်ဈေးကလည်းမြန်မြန်လေးအနက်မှုမှုလေးစားချင်တာဆိုတော့နှမ်းစီလေးထည့်ပြီးတော့ကြော်ပြရပါတော့နော် ကဲခုဆိုလို့ရှိရင်ဝတ်သားကြော်လေးရလည်းရပြီရွာတောက်ဘက်ကကြတော့မြန် channel မှာကဆက်လက်ရွက်တွေလည်းရှိတာဆိုတော့လေးဆက်လက်ရွက်တွေတုပ်ဖို့အတွက်ကိုပင်လေးနှုတ်လိုက်အောင်မယ်ဆလရရတော့ဖို့တော့ကကြတော့မြန်တော့ဆလရရလေးကိုရေးတန်းဆောင်ဆီပြီးသွားတော့သူ့ကိုအပိုင်းလေးလှီးပြီးတယ်ကျက်တုံလေးလေးထည့်ချင်တာဆိုတော့လေကျက်တုံလေးလေးပပလေးလှီးတယ် ခင်တို့ကလေအရွက်တုတ်ပြီဆိုလို့ရှိရင်အစိမ့်တုတ်ရတာကြိုက်တာဆိုတော့လေမြေပဲဆန်ထောင်းထားလေးထည့်ပေးတယ်။စားထည့်တယ်။စီလေးထည့်ပေးတယ်။အရွယ်တုတ်တင်မှာဆိုလို့ရှိရင်လေငမြိုင်လေးပပလေးပောက်ပြီးလို့ရှိရင်အနံလေးကမှွေးပြီးစားကောင်းတာဆိုတော့လေငမြိုင်လေးပောက်ပြီးတော့မြန်တို့နှံ့နေပြီးသွားရဆိုလို့ရှိရင်ဒါအရင်စားကောင်းတဲ့ တော့အားလည်းလွယ်တဲ့ဒီဆက်လက်ရတော့ရည်ပေါ့နော်ကိုကအချင်းကြိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာတံမြာဒီလေးညှစ်ထဲတာပဲဖြစ်ဖြစ်မကြီးလေးပပလေးထဲတာပဲဖြစ်ဖြစ်ပေါ့နော်ထဲလို့လည်းရပါတယ်အဆက်ကြိုက်တယ်ဆိုလို့ရှိရင်တော့မြူတီအချက်မုံပဲထဲတာပဲဖြစ်ဖြစ်မြူတီအစိမ်နှီးထဲတာပဲဖြစ်ဖြစ်ပေါ့နော်ကိုစိတ်ကြိုက်လေးထဲလို့ရပါတယ်လို့အော်ထမင်းနဲ့အများကြီးလာပါစို့အသားနဲ့နူးညံ့ရမယ်အိညာလေးစားကြည့် ောက်ပါဒီနေ့တော့ကတော့တော့ပါပဲရှင်။အဲနောက်ဘက်တင်မှာဆိုလို့ရှိရင်လည်းဘလိုဟင်းလေးလေးဆက်စားပြမလဲ၊ဘာလေးလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ပြေးပေးကြပါအောင်နော်။ညရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။